ဖပြပေးမယ်ဝတ္ထုတို့လေးကတော့စာရေးသူဆရာကြီးဥတုခရဲ့တိရိမာဆိုတဲ့ဝတ္ထုတို့လေးဖြစ်ပါတယ်စာအုပ်စာပေကောင်းများအောင်နားဆင်ခြင်းနဲ့ဆိုရင်တော့ဒီ channel လေးကို like and subscribe လုပ်ထားပေးဖို့တောင်းဆိုပါရစေကဲဒါဆိုရင်တော့ဝတ္ထုတို့လေးကိုနားဆင်ကြည့်ပါအောင်နော်ဘယ်လိုဘယ်လိုပြန်ပြောစမ်းပါအောင်တခင်မနားကြမ်းများလွဲလီတလားကွယ် ဟုတ်ပါတယ်သခင်မသခင်မကိုအမျိုးသမီးတစ်ယောက်က တွေးခွင်တောင်းနေပါတယ်မဖြစ်နိုင်တာကွယ်သခင်မဘဝမှာအမျိုးသမီးကတွေးခွင်တောင်းနေဆိုတာမဖြစ်နိုင်တာပဲသူကဘဲသူလဲဘာကိစ္စတဲ့တော့တလကြွတင်ချိတ်ဆက်ထားခြင်းမရှိရင်သခင်မဘယ်သူမှမတွေ့တာ तू မသိဘူးလားတိတ်ကြက်တည်းရှိတဲ့အမျိုးသမီးတစ်ယောက်ပါသခင်မကိုကြီးကိုတာကိစ္စကြောင့်သခင်မကိုပဲ တွေးပြရစီ တခင်မနဲ့နှစ်ကိုကြာပြောပြစီတဲ့ဖះဖះဟုတ်ရဲ့လားကွယ်ကဲကဲထားပါတော့သူ့ကိုဖြိုရင်နဲ့အိတ်ခံထားလိုက်ကွယ်တခင်မလာခဲ့မယ်ခနာဆောက်ဖို့ပြောထားလိုက်နော်အဲကျမလိုပြည့်တစားတရားကိုအမျိုးသမီးတယောက်ကတွေးခွင်တောင်းနေဆိုပါကလားတူးဆန်းလိုက်တာကိုကိုမှန်ရှိမှတစ်ချက်လှဲ့ပတ်ကြည့်လိုက်တယ်ပြီးတော့အပေါ်ယုံလေးကို ตาอย่าจုံပြီးတော့เอเกมสีကိုထွက်လာခဲ့တယ်။ဦးမျက်နှာလေးကကြက်တရီရှိတယ်လို့အေးချမ်းလှပါလား။เอเกစနကူးညောင်စားမှာထိုင်နေတဲ့ကျမလောက်မလှပေမဲ့အပြစ်ကင်းစင်တဲ့မျက်နှာလေးနဲ့ကြက်တရီရှိနေတယ်။ကျမနဲ့တတ်တူရွယ်တူလောက်ရှိမယ်။မိန်းကလေးတရာကျမအေကန်းရဲ့အပြင်အစင်ခန်းသားပုံကိုစိတ်ဝင်တစားကြည့်ရင်းနဲ့ ကျမကိုစောက်နေတာတွေးလိုက်ရတယ်။ကျမတီတိမှာပါ။သူကျမကိုမောချီပြီးတော့ပါဆက်အဟောင်းသားနဲ့ခဏငေးမောသွားတယ်။ပြီးမှတတိဝင်လာပြီးတော့ဒီလောက်လှပကြောရှင်းပြီးတော့ကြက်တရေရှိလာတာတီတိမှာပဲဖြစ်မှာပေါ့။နိုင်ငံရဲ့အချောဆုံးအလှဆုံးကြက်တရေအရှိဆုံးဘွဲ့ကိုခံယူထားတာပဲ။ကျမတော့ငေးမိသွားရတယ်။ကျမကအောက်တော်ပါ။ ုမနာတတိကြီးရဲ့ချွေးမပါရှင်။အော်နန္ဒတတိလေးရဲ့ကျင်ရကိုနာမည်ကိုကြားဘူးတာကြားပါပါကောရှင်။တိတ်တော်ပြီးတော့ခင်မိုးကိုတိတ်ကယူဆိုင်တက်တဲ့မိမမျက်လေးတဲ့ကျမယုံသွားပါပြီ။ဒီမဲ့ကျမပြောရအောင်မယ်။ဒီနိုင်ငံရဲ့မင်းမျိုးမင်းတွေတတိတကြွေလေးထဲမှာကျမစီကို ရောက်မလာတဲ့တူးသေးသောသူကိုပြပါဆိုရင်လေရှင်ရဲ့နူးညံ့သိမ့်မွေးတဲ့ပြူစုမှုအောက်က ရှင့်ခင်မောပဲရှင့်သိရလားအဲလေသူတီတီမာနဲ့မတွေ့ဘူးတာကြောင့်တီတီမာစီမလာတာကြောင့်ကျမမှာအခက်တွေ့ပြီးတော့နောက်ဆုံးကျမကပဲတီတီမာစီလာပြီးတော့တီတီမာကလာပြီးဖို့အခုအညီတောင်းရတာပေါ့ရှင်ဟဲဘလို့ကျမဒီနေ့ဘာဖြစ်တယ်မသိဘူးရှင်ဒူးစန်းနာတွေပဲတွေ့ကြုံနေရတယ်တခုခုမှားလေသလားပဲကျမအထင်အမကကျမကို ရှက်ခင်မောနဲ့တွေ့စီခြင်းသလားပဲဟုတ်လားကျမသိတာကဂုံတရရှိအမျိုးသမီးတွေက သူတို့ခင်မောတွေကိုကျမစီခြေဦးလှဲ့မှာတိတ်ကြောက်ကြတယ်လေပြောမှာတော့အာနာပါတယ်တီတီမှာကျမဖခင်သူမနာတထေးနဲ့ကျမခင်မောဟာဗုဒ္ဓရဲ့တရားတော်ကိုတဝင်ယုံကြည်မှုမရှိကြသေးဘူးလေဗုဒ္ဓရဲ့အဆုံးအမကိုလက်မခံသေးဘူးကျမကတော့ကျမမိဘတွေလို့ ဒါနသီလဘာဝနာကိုအားကိုးပြုပြီးနေတယ်။ဒါပေမဲ့ရှင်သီလသီရိမာကျမလေသူနဲ့အချောင်းပါပြီးကလေးကစလို့ကျမကိုလေဥပုပ်လေးတောင်စောင့်ခွင့်မပေးဘဲနဲ့နေ့စဉ်သူ့ကိုပဲပြုစုစီတယ်။အမခင်မောင်ကအမကိုသိချစ်တာပေါ့။ဒါချစ်တယ်လို့ခေါ်လာသီရိမာပြုံမြင့်မှုတွေကုံသွားရင်ရောအစင်းလာတော့အရွယ်နှုတ်ပြတော့ကျမ်းမတန်ဆွမ်းတော့ချစ်တာပေါ့။ ။အိုးအမအုတ်တရာကျမအမေလည်းဒီလိုပဲတည်လား။ဘယင်မင်းမြက်ကအစာတနိုင်ငံလုံးအနားခံရတဲ့ပန်းကလေး။ဟော၊ तू လဲအိုမင်းရောဘယ်သူမှအရေးမလုပ်တော့ဘူး။ခုလဲကြည့်လေကျမမပါရင်ဘယင်မင်းကြီးဘာပွဲမှလုပ်လို့မရဘူး။ဘယ်တန်တမဲဧည့်သည်မှတွေ့လို့မရဘူး။ကျမအားရရက်ကိုသူညှိပြီးတော့စီစဉ်ရတာပြောစမ်းမအောင်အမအုတ်တရာကျမရဲ့ပြူမြင့်ချင်းက ဘလောက်ထိခံမလဲနောက်9နှစ်လားနောက်10နှစ်လားသူမက ကျမကိုညီမငယ်လေးတယောက်လိုမျက်နှူးစွာနဲ့ပြုံးကြည့်နေတယ်ကျမဘလို့ကူညီရမလဲပြောလေ15ရက်တတိကျမအိမ်မှာလာနေပြီးတော့ကျမခင်မုန်းကိုခင်မုန်းတယောက်လိုပြုစုပေးပါညီမရဲ့ဗုဒ္ဓနဲ့တန်ဃာတော်တွေကိုကျမဆုံးဖြတ်ပြီးလှုပ်ကျွေးခြင်းတယ်သီလစောင့်တည်ခြင်းတယ် 15ရက်သေးပါကြားတဲ့ငွေကို ခုတည်းကပေးခဲ့ပါမယ်ညမရဲ့15ရက်တောင်များလာပါလားပြီးတော့အမခင်မုန်းကကျမပြုစုလုပ်ကျွေးတာ နှစ်သက်မယ်လို့အမထင်လားငါညမလောက်လာတာ ရာသကြိုမှာရှိလို့လားညမလေးရဲ့ပြိုမြင့်မှုနဲ့အလားပါကိုကူးခွေတဲ့ယောက်ျားတစ်ယောက်က လောကမှာအလားဆုံးလို့ပြောလို့ရတယ်ညမကိုမနှက်သက်ဘူးဆိုရင်ကျင်းတည်ပြီး ူဟာယောဂီပဲအမခင်မွန်ကြောင့်အမသိပါတယ်ညီမငယ်သူမင်းနဲ့တွေ့တာနောက်ကျတယ်ထင်တော်နေမှာတကယ်ဆို ကျမဒါမျိုးရရှိပြုစုရတာလက်မခံချင်ဘူးအားလုံးကိုနေပိုင်းနာရီပိုင်းလောက်ပဲပြုစုရတာပါဒါပေမဲ့ခင်မွန်အတွက်ဇနီးကိုယ်တိုင်လာတယ်ဆိုတော့ကျမလက်ခံလိုက်ပါမယ်ပြီးတော့ဗုဒ္ဓအတွက်ဆိုတဲ့စကားကိုကြားရတော့ ျမတို့အနွယ်ရဟန္တာမကြီးအဘပါဠိကိုမြင်ပြီးလို့ပါဝမ်းသာလိုက်တာညီမငယ်သာဓုသာဓုသာဓုပါဒါဆိုအမမနဲ့ပံရထားလွတ်လိုက်ပါမယ်။အိုးကိစ္စမရှိပါဘူးအမကျမရထားနဲ့ပဲလာခဲ့ပါမယ်။ကျမရဲ့မင်းဖြူလေးကကားတဲ့ရထားလုံးလေးကနန္ဒတတိလေးရဲ့အိမ်ရှိရောက်တယ်ဆိုရင်ပဲကျမနဲ့အတူပါလာတဲ့အလုသမားတွေက ကျမကိုတကားဖွင့်ပေးချိန်မှာဥဒရာကအိမ်ထဲကနေပြုံးရွှင်စွာပြေးထွက်လာပြီးတော့ရထားဘော်ကဆင်းမဲ့ကျမကို သူ့လက်နှစ်ဖက်နဲ့စီးကျုပ်ဖေးမှပါတယ်အသင်ဆောင်နေတဲ့သူ့အချွေအရံတွေကကျမတက်တာကိုတယ်ဆောင်သွားကြပါတယ်သူ့ကျမလက်ကိုဆွဲပြီးတော့ခန်းထားလာတဲ့ဂေဟာကြီးအပေါ်ကိုတက်လာခဲ့တယ်လေကားထိတ်နှစ်ဖက်မှာမိမ့်မဖြူနှစ်ယောက်စီကအ ျမတို့ကိုအယူအသေးပေးကြတယ်။ညီတို့အရှင်ဧကန်းထွေးမလား။ဟုတ်ကဲ့ပါသခင်မ။ဧတဲ့အတွက်သခင်အခမ်းနဲ့ကရက်အခမ်းမှာပြင်ထားပါဗျ။အေးအေးမင်းတို့လွတ်လပ်စွာနေကြတော့။သူကျမလက်ကိုဆွဲခေါ်လာပြီးတော့ကျမအတွက်ပြင်ဆင်ထားတဲ့အခမ်းလို့ထင်ရတယ်။အခမ်းရှိမှရက်ပြီးတော့ခဏတပြုတ်နားနေအောင်နော်ညီမလေးခဏနေတထင်းမင်းနဲ့တွေးဖို့အမလာခေါ်မယ်။ တလုံးပေါ်မှာထိုင်ရင်းတယ်။ကျမဘဝအကြောင်းကိုစဉ်းစားမိတယ်။ကျမရဲ့မိခင်အမေကတာလဝတီဘိမသာရမင်းကြီးရဲ့အမတ်ချုပ်ကြီးရဲ့သမီးဝီသာလီကနနိုင်ငံတွေရဲ့ဥပဒေအရနိုင်ငံတနိုင်ငံကမိမြတ်တဲ့မျိုးရွယ်မိန်းကလေးတယောက်တိတ်ချောတိတ်လာလို့ခုနှစ်ပြည်တော်မင်းတွေလာတောင်းရန်ယူရပြီဆိုရင်ဒီမိန်းကလေးကိုနိုင်ငံတော်ရဲ့သမီးမြင့်မြတ်သူအားလုံးပိုင်သူဆိုတဲ့ ဖွဲ့ပေးရတယ်။ဘရင်ကိုယ်တိုင်နန်းဆက်ဥယင်စောက်ပေးရတယ်။မင်းဆိုးရစာနဲ့ဘရင်ဖွဲ့ပေးထားတဲ့တတိတွေကိုပြုစုရတယ်။မင်းခမ်းမင်းသားတွေကိုဥစည်းရတယ်။တပြည်တော်မင်းတွေကိုဧည့်ခံရတယ်။စစ်မဲ့အရေးအရေးအမျိုးရှိရင် မာယာနဲ့ညှိနှိုင်းရတယ်။တည်င်းနှိုင်းရတယ်။ဒီလိုဖွဲ့ပေးလိုက်တဲ့အချိန်မှာကျမမိခင်ရဲ့ချစ်သူအဖေရမင်းသားကကျမအမေကိုနှစ်ချီပြီးတော့ငားခဲ့တယ် ဥပဒေကိုမှမလွန်ဆန်နိုင်ပဲကို ကျမရဲ့မိခင်ဟာအဖေရမင်းသားနဲ့အချောင်းပြုတ်ဆုံးမှတ်ပြီးတော့တားလီတယောက်ဖွားမြင်ခဲ့တယ်။တားယောက်ကြားလေးဂုံမငယ်ရအောင်အဖေရဘရင်ကိုယ်တိုင်နန်းတွဲခေါ်ယူသူ့ရင်သွေးလေးကိုဇီဝကလိုမှဲ့ပြီးတော့နန်းတွဲမှာထားခဲ့တယ်။ကျမကိုမွေးဖွားခဲ့တဲ့ အခါမှာတော့အမေတူတဲ့အပြင် အမေထက်တောင်နုံညံလှပလို့ကျမကို မိခင်ရဲ့အရာအရာကိုစက္ကန့်စီခဲ့တယ်။ကျမမိခင်ကြီးကွယ်လွန်တဲ့အခါ ကျမကိုသိချစ်တဲ့ကျမရဲ့အကူကြီးဟာတမားတော်ကြီးဇီဝကားဆိုပြီးတော့ထင်ရှားလာခဲ့တယ်လို့ကျမဟာလည်းရာဇယုရဲ့ရုပ်အစင်းအင်ကကြံ့အင်လက္ခဏာပညာအဖျားဖျားနဲ့ပြည့်စုံတဲ့မင်းအတိအမတ်ပြုတိုင်းပြည်ရဲ့အတိတ်ကကြတဲ့ဝန်ထမ်းတအုပ်ဖြစ်လာတာပေါ့ဒီလိုနိုင်ငံသမီးပြုတွေဟာ မဟာစီမဟာသွေးပဲဖြစ်ရတယ်လေကျမတက်အပ်တဲ့တောင်းဟုတ်လားအဲ့ဒါတွေကအကာမျိုးစုံ ကပြတင်ပြတက်ရတယ်တူရိယာပစ္စည်းမျိုးစုံ တီးတဲ့မှုတ်တက်ရတယ်အခါရာသီအလိုက်တင့်တော်တဲ့ဝစ်စားစင်ရင်မှု ကိုတိုင်းရောမေခန့်မင်းနာအတွက်ပါဘယင်ကိုပါစင်မြန်းနိုင်ရတယ်ရုပ်နဲ့လိုက်တဲ့ချေသပြင်းစင်မှုအဲ့ရကတဲ့ဆန်အိမ်တော်ကို ရှုမဝကျက်တရည်နဲ့ပြည့်စုံအောင်ပြင်ဆင်မှုလူအမျိုးမျိုးကိုနှစ်သက်ပျော်ရွှင်အောင်လို့ပြုစုမှုတေရည်တေရဲ့အမျိုးမျိုးကို ရောဆက်ရမှလိမ့်မှာမှုကာမမွေလျော်ပုံအမျိုးမျိုးအတက်လီးမြားကြီးဒံရခွဲစိတ်ကုသပေးရတဲ့အတက်အချက်အပြုတ်ကျွမ်းကျင်လိမ့်မှာမှုပကြီးအဝအစားတို့ကို ကိုယ်တိုင်စံပြချုပ်လုပ်တတ်မှုခလေးတငယ်တို့အားစောင်းရှောက်တတ်မှုအတန်ဘာသာမျိုးစုံကို ရင်းနဲ့ဖတ်နိုင်ပြီးတော့တိုင်းတစ်ပါးမှဘယင်မင်းသားစသည့်တန်တမန်များကိုပြုစုစဉ်နိုင်ငံအတွက်တည်င်းအချက်အလက်များကိုနှာယူစုံစမ်းခြင်းအတက်ကွန်းရခြင်းအတက်အိမ်တွင်ပရိဝေါကနှစ်သက်ဖွယ်ထားသူခြင်းလင်းယောက်ျားနှစ်သက်ခြင်းနဲ့အောင်ပြုစုခြင်းအတက်နဲ့ပြန်လဲတင်ပြခြင်းအတက်노ထောဘတ်မလိုင်ဒိန်ကစသည်တို့ကိုကိုယ်တိုင်စီရင်ခြင်းအတက်ဒါအပြင် မင်းမှုတန်းတို့ကိုလည်းနိုင်ငံတော်အတွက်ကြိုးစားခြင်းစိတ်ရှိအောင်လို့တချင်းဆက်ဆူဖြောပြေးကပြခြင်းရဲစိတ်ရမ်းမှန်ပြေဝအောင်တချင်းများဆက်ဖြောပြေးပေးခြင်းဒါတွေတက်ရတာပေါ့ပြည်သူတွေကဘရင်ကိုတွေးရခဲတယ်လို့ကျမကိုလည်းတွေးရခဲပါတယ်တစ်နှစ်တစ်ချိန်နိုင်ငံသူနိုင်ငံသားတွေမင်းမှုတန်းရဲမှတ်တွေကိုတချင်းတီကုံဖြောပြေးရတယ်ပြည်သူတွေကလည်း ကျမကိုသိမ့်မြန်နိုးတယ်။ဒါကြောင့်နိုင်ငံတော်ကကကြေတယ်ဆိုတာနိုင်ငံကုံဆောင်ပညာရှိမင်းမျိုးမင်းွယ်ဆိုပါတော့။ကျမအမေနဲ့ခစ်ပြိုင်အန်ဖပါလီဆိုတဲ့ဝိသားလီကကကြေတယ်ဆိုရင်လေ။မူကြီးမကြီးတွေထက်တာပညာတာလုံးနဲ့အပြင်ဟောအခုဆိုလေဗုဒ္ဓရဲ့သမီးတော်ဘယင်တော်ဥခရရတဲ့ယဟန္တာထေရီမကြီးဖြစ်နေပြီပေါ့။အဲကျမလည်း တနေ့နေ့မှာတော့ဗုဒ္ဓကိုယုံကြည်သူဖြစ်မလားမသိဘူး။ဒါပေမဲ့ကျမကတော့လက်ရှိကျမရဲ့ပြုံမြင့်နှုတ်နယ်မှုကို သိတဲ့ဘောကြတယ်။ကျမခြေရောက်လေးတစ်ချက်ခက်လိုက်တာနဲ့ဘယင်ကအစမင်းဆွေမင်းမျိုးတတိတွေရဲ့ဝီအားလုံးဟာကျမခြေထောက်အောက်ကိုရောက်လာတာလေ။တွင်းနေတော့မှတကားခောက်တန်ကြားလိုက်ရတယ်။ညမရေတတိမင်းနဲ့တွေ့ရအောင်။သူနာကနေ ခါရွရလေးလိုက်သွားလိုက်တယ်။ကျမရဲ့ကက်ရဲ့အခန်းသားမှာတတိလေးကိုတလုံးညောင်ဆောင်ပေါ်မှာထိုင်နေတာတွေ့ရတယ်။တတိမင်းကတေရီကို ရွှေခွက်နဲ့တောက်နေတုံအချင်းခံညာမွန်ရည်တယ်။အပူအပင်အကြောင်းအကြာစိတ်တော့ကကို သူစိတ်တဲ့အရာမခံပုံပဲ။ဥပဒေရုပ်ကောင်းတယ်လို့ဥဒရာပြောတယ်လို့ပဲ။ကာမဒုက္ခလိကနူယောကကျင်သုံးအားတန်ပုံပဲဆိုတာအကဲခတ်လို့ရပါတယ်။ ဘလို့ပဲဆိုဆိုသဘောထားဖြောင့်ဆင်းပြီးတော့နှစ်လိုပွဲ အစင်းရှိသူလို့သတ်မှတ်ရမှာပါသီရိမာရောက်လာပါပြီ အရှင်သာသူ့ကျမကိုလှမ်းကြည့်လိုက်တယ်ကျမလည်းသူ့ကို စိုက်ကြည့်လိုက်တဲ့အချိန်မှာကျင်းတည်ပြီသူ့အချီကို ကျမရဲ့ယူပါရုံကတန်လိုက်လို့ဆွဲဆောင်သွားပြီမခွာတော့ဘူးသူ့ဥတ္တရာရှိနေတာတော့မသိတော့ဘူးကဲသီရိမာ ကို့အိမ်ကို့ခင်မုန်းလို့သဘောထားပျော့ပျော့နေတော့အေးစေအမှုလုပ်များကလည်းရှင့်ကို ကျမနဲ့မချခါစာယူတည်ကြပါလိမ့်မယ်ကို့ခင်မုန်းလို့သဘောထားဒီစကားကကျမကိုပီတိဖြစ်စေတယ်ကျမကဥတ္တရာကိုခေါင်းငင်ပြလိုက်တယ်နန္ဒကတော့ကျမကိုခြေစုံခေါင်းစုံ ကြည်ရာကနေမခွာနိုင်သေးဘူးဥတ္တရာထွက်သွားပါတယ်သူကျမကိုကြည့်နေတော့ ကျမသူ့နားကိုတိုးသွားလိုက်တယ်။ဘာစကားမှမပြောတော့ဘူးလား။တိတိမာကို အလိုမရှိဘူးလားယင်။အိုးအိုးဒီဒီလိုမဟုတ်ပါဘူး။ဖြုံးကလေးဆိုတော့လေအံ့ဩသွားလို့ပါ။ဘာလို့နတ်သမီးတပါကျုပ်ရှေ့ရောက်လာတယ်လို့အိမ်မက်များမှတ်နေသလားလို့ပါ။လှလိုက်တဲ့တိတိမာရဲ့လှလိုက်တာဒီနေ့တည့်ရက်ထိတိတိမာကို မတွေ့ခဲ့ရတာ။သွားမရှာခဲ့တာကိုတော့ ကိုကိုကိုခွင့်မလွတ်နိုင်အောင်ပါပဲကျမလည်းသူ့ကိုမြင်မြင်ချင်းမှစိတ်ဝင်စားမိတယ်ဒီရက်တွေသူ့ကျမကိုမျက်စိအောက်ကအပြောင်မခံဘူးနောက်ဆုံးအစားအသောက်ကိုတော့မှတီတီမှပြင်ဆင်ပေးမှအဝတ်အစားကအစားတီတီမှဆင်မှကျမတို့ကဘာမှဥတ္တရာမရှိတော့ဘူးကြီးကျွန်ွယ်ကလည်းကျမကိုအင်ကြီးသခင်တတိကတော်ကြီးလို့ ယူကျူးခါစားကြတယ်။ကျမထင်တယ်သူကျမကိုလက်လို့မခံတော့ဘူး။ကျမလည်းအိမ်တော်ရှင်မိန်းမတယောက်တို့ပဲနေချင်းလာတော့တယ်။ကျမတို့အချိန်တွေကိုမိနေကြတယ်။သူက သူနဲ့ကျမစတွေ့တဲ့နေ့ကိုသူနဲ့ကျမရဲ့မင်္ဂလာအထိမ်းမှန်လေးလို့သတ်မှတ်တယ်။သိပျော်နေခဲ့ကြတာ။ဒီလိုနဲ့နန္ဒတတိရဲ့ရင်ခွင်မှာကျမနေနေခဲ့တာနှစ်ပတ်ပြည့်ခဲ့ပြီ။ အင်းတမဏိနာတမဏောဂောနိနာဂောနောတဲ့ကိလေသာတတ်မှတ်သူနဲ့တရားကျင့်သူနေ့စဉ်ဗုဒ္ဓဝိယဝစ္စနဲ့တိလမြဲသူဥတ္တရာနဲ့ကာမကိုအလွန်အကျိုးတတ်မှတ်သူနန္ဒာစီဝါမခိုက်နိုင်ပါဘူးကျမနဲ့နန္ဒာကတော့တန်လိုက်နဲ့တန်ကဲတို့တိတ်ပြီးတော့လိုက်ဖက်တယ်ပြီးတော့ကျမတို့နှစ်ယောက်မခွဲနိုင်တော့ဘူးကျမစိတ်ကိုကျမသိနေပြီ။ ကျမသူ့ကိုမခွဲနိုင်ဘူး။မနက်ဖြန်15ရက်ပြည့်မြောက်ပြီ။လင်သားကင်းမဲ့နေတော့အိမ်သူ့ကိုပြန်ရတော့မည်။ငါဒီအိမ်ကိုသိတ်ဆက်ဆုပ်တယ်။အကယ်၍ဥတ္တရာတည်ပြီးတော့ငါသာနန္ဒဇနီဖြစ်ခဲ့တော့ကျမဆက်၍မတွေးချင်တော့ကျမစိတ်ထဲမှာပြင်းပြနေတာကျမသာနန္ဒရဲ့ဇနီးမယားဒီအိမ်ကြီးရဲ့သခင်မနန္ဒကတလွန်တက်ကထလာပြီးတော့ ပြင်းပေါက်မှာတွားရက်နေတာတွေ့ရတယ်။ကျမကနန္ဒမိဝဲတဲ့ရတရနစီအတွက်ထောဖက်ပိတ်တာလာကိုကြီးအိုးနဲ့ကျူနေတယ်။ထောဖက်တွေပုတ်ပွက်ဆူနေပြီ။ကျမနန္ဒကိုတစ်ချက်လှမ်းကြည့်လိုက်တယ်။သူပြင်းပေါက်ကလည်းအကူငုံကြည့်ပြီးတော့ခေါင်းတညင်ညင်နဲ့ပြုံးပြီးတော့အခန်းထဲပြန်လှည့်ဝင်လာတယ်။ဟဲသူဘာကြည့်တာလဲ။ဘာလို့ပြုံးတာလဲ။ကျမအပြေးအလွာလေး ပြတင်းသားကိုသွားကြည့်လိုက်တယ်။ရွှေတန်တရွှဲရွှဲနဲ့ဗုဒ္ဓနဲ့တန်ခါတွေအတွက်စွန့်ချက်နေတဲ့ဥတ္တရာပါလား။ဒီမိန်းမဟာတရားကိုပဲနှစ်သက်တဲ့မိန်းမမှာဘာလို့အဖိုးတဲ့လျောက်ကြရှိနေတာလဲ။ငါလိုပညာတဲ့အရာရာပြည့်စုံပြီးတော့လင်သားကိုမကုံနိုင်မခန်းနိုင်နဲ့တာယာမှုပေးတဲ့သူမှကြတော့ဘာလို့လင်သားမရှိတာလဲ။ကျမက သူမကိုစူးစူးရဲရဲကြည့်နေချိန်မှာသူမကလည်းအမတ်တမတ်နဲ့မော့အကြည့်ကျမကိုလည်းတွေ့ရောလှမ်းပြီးပြုံးပြတယ်ကြည်လင်ရှင်းသက်တဲ့အပြုံးကျမဒေါသကို စွန့်စေတဲ့အပြုံးငါလောက်မချောတဲ့မိန်းမမှာဘာလို့ဒီလိုဆွဲမက်ဖွယ်ဖြူစင်အပြစ်ကင်းတဲ့အပြုံးတွေရှိနေတာလဲဒင်းကငါ့ကိုခုထိအနိုင်ယူနေတော့မှလားကျမဘာမှစဉ်းစားမနေတော့ဘူး မိဖို့ပေါ်ကကြိုက်ကြိုက်စူနေတဲ့ထောပတ်စီအိုးကိုတတိထားမလာပြီးတော့ဥတ္တရာရဲ့ခေါင်းပေါ်ကို လောင်းချလိုက်ပါတော့တယ်။အမလီဘဲနဲ့လှုပ်လိုက်တာတော့သခင်မကိုကယ်ကြပါအောင်။ဝိုင်းအော့ကြတော့အတန်နဲ့အတူယောက်ျားမိန်းမများက တုံဟုံးနဲ့အပေါ်ထက်သူ့ပြေးတက်လာပြီးတော့ကျမကိုဆွဲထုတ်ရိုက်နှက်ကြပါတော့တယ်။သူ့အခန်းခဏပြန်သွားတယ်။ငန်ထလည်းပြေးထွက်လာပြီးတော့ ဟဲ့ဟဲ့တီတီမာကိုမင်းတို့ဘလို့ပြုတ်နေကြတာတော့ဆိုပြီးတော့တားတယ်မဟုတ်ဘူးအရှင်သာသူသခင်မကိုထောဘက်စီပူတွေနဲ့လောင်းချတယ်အရှင်သာဟင်ဥတ္တရာငါရဲ့ဥတ္တရာသိရှာပြီလားနန္ဒာကအပူတပြင်းနဲ့ပြေးဆင်းသွားတယ်ကျမသိသွားပြီကျမရဲ့ဘဝအမှန်ငါကအခစားရိုင်းရိုင်းပြောရရင်ကြေးစားဥတ္တရာက နန္ဒရဲ့ကျင်သူတထာဇနီးမယားထာဝရမယားဖြစ်လို့ပဲပြူမမိတိတိုင်အောင်နန္ဒဤမိတာစစ်ကငါအပေါ်မှာမဟုတ်ဥတ္တရာအပေါ်မှာသာရှိတာငါသိရပြီဝိုင်းဝန်းရိုက်နှက်နေတာကိုတော့နာမမ်းမသိတော့ဘူးရှက်ချင်းပူလောင်ချင်းဝမ်းနေချင်းယူကျုံမရဖြစ်ချင်းရောထွေးနေခဲ့တယ်ဒီအချိန်မှာပဲဟဲ့ဟဲ့ ငါကျေးဇူးရှင်ခင်မုံးမကိုအန်ရရဲ့မပြူချနဲ့ရက်ကြတော့တော်တော့ဆိုပြီးတော့ကျမကူပေါ်မှာလှဲချအုံမိုးပြီးတော့ဝင်ကားတဲ့ဥတ္တရာကိုတွေးလိုက်ရရင်ပဲကျမလန်လုံးလို့တက်သေးတည်သွားခဲ့တယ်ထောဘက်ရည်တွေတကူလုံးရွှဲရွှဲဆူနေပါလျက်ထိုအပူဟာ သူ့မြတ်တာတက်ကိုမကြော်လွားနိုင်ကြမျက်စိနဲ့တက်အပ်တွေ့မြင်လိုက်ရတယ်သူမတော်တဆပြုမိတာဖြစ်မှာပါကွယ် မဟုတ်ဘူးအရှင်မသူကြကြနန်းနာလောင်းချလိုက်တာကျမတေချာတွေးလိုက်တယ်ကဲတော်ပါပြီထားလိုက်ပါတော့ငါမမအန်တရယ်မဖြစ်ပဲကွယ်စိတ်မဆိုးကြပါနဲ့သူဟာသခင်မတို့ကြီးသူရှင်လေသူသာအရှင်သားကိုလာပြီးတော့မပြုစုမဆောင်းရှောက်ရင်သခင်မတို့လည်းဝိတ္တဝိสารရှင်းရှင်းနဲ့ဘုရားကိုဆုံးလို့ကျွေးနိုင်မှာမဟုတ်ဘူးလေကြည်စမ်းပါအောင်သူခမညာရီတောင်ရနေရှာပြီ မင်းတို့အားလုံးသူ့ကိုတောင်းပန်လိုက်ကြ။သူကိုယ်တိုင်ဖြားဖြားတလဲစီးလိမ်ပေးရှာတယ်။နန္ဒကတော့ကျမကိုစူးစူးဝါးဝါးတစ်ချက်ကြည့်ပြီးတော့အပားကလှဲထွက်သွားတယ်။ကျမမှားပါပြီအမရဲ့။အမကတကယ်သူ့တော်ကောင်းပါ။မငိုပါနဲ့ညမရဲ့။မငိုပါနဲ့ပုရုဇင်ဆိုတာရာကပွားတယ်လို့မှားကြတာပဲလေ။ကျမကိုခွင့်လွတ်တာ အမကိုသိအံ့ဩပြီတယ်။ ကျမကိုမမုန်းလိုက်ရင်ညီမလေးကိုမုန်းလိုက်ရင်ထောဖက်ဘူးတွေဟာတကူလုံးကိုလောင်မြဲတော့မှာပေါ့ကြည့်ပါလားအမဘာမှမဖြစ်တာဒါအမညီမလေးကိုမမုန်းဘူးဆိုတဲ့အထင်ရှားဆုံးသတိပါပဲညီမလေးရဲ့ကျမသူ့ကိုဖတ်ပြီးတော့အာရပါရငိုလိုက်တယ်အဲ့ဒီနေ့ကပဲဥတ္တရာတဲ့အကူအညီနဲ့ကျမအိမ်ကိုပြန်ခဲ့တယ်ဗုဒ္ဓရဲ့ရဟန်း900အတွက် စွန်ဟင်းတို့ကိုတညလုံးကိုယ်တိုင်ချက်ပြုတ်ခဲ့တယ်။နောက်တနေ့မှာ ကျမပိုင်းနဲ့မင်းဖြူလေးကောင်ကားတဲ့ရထားလုံးပေါ်မှာစွန်ဟင်းအဖြစ်နဲ့ဥတ္တရာတဲ့အိမ်ကိုဒုတိယအကျင်ရောက်လာခဲ့တယ်။ပထမတစ်ကျင်ကလျက်ပေါ်လော်လီသောစိတ်ဖြင့်ကိုရင်လှတဲ့တဲ့လှအောင်မာနဆောင်းလာပြီးတော့အခုတစ်ကျင်မှာတော့ကျိုးနုံအောက်ချို့တော်စိတ်တညလုံးပင်ပန်းထားတော်တယ်ဝင့်ဝါမှုမရှိ ပကာသနမဆန်သောအဝတ်တိုးနဲ့ ဖြူစင်တက်ကြွတော့အပြုံးကိုဆောင်ရဲစွန်းအုပ်ကိုချီလျက်တဲလာတော့ကျမကိုလမ်းသွားလမ်းလာများမြင်ပြီးတော့ပီတိသောမနတဖြစ်နေကြပါတယ်ဗုဒ္ဓကိုတွေ့လိုက်ရတဲ့အချိန်မှာလူအလုံးကဖခင်လို့ခေါ်ရတဲ့အကြောင်းရင်းကိုသိခဲ့ရတယ်ဗုဒ္ဓကိုဒီနေ့တည့်ရက်ထိမဖူးတွေ့ပဲနေခဲ့တာကျမကိုကျမခွင့်လွတ်နိုင်စရာအကြောင်းမရှိပါဘူးမိတိတိမှာ လှလိုက်တဲ့တီတီမာရဲ့လှလိုက်တာဒီနေ့ဒီရက်ထိတီတီမာကိုမတွေးခဲ့ရတာသွားမရှာခဲ့တာကိုတော့ကိုကိုကို ခွင့်မလို့နိုင်အောင်ပါပဲမိမယုံပြန်ကြရောက်ပြီးတော့ကျမကိုကျမကျင်းစဲမိပါပြီစွန်းဖုံးပြီးပြီးတော့ဗုဒ္ဓကကျမကိုကယုဏအပြေပါတဲ့အပြုံနဲ့လှမ်းကြည့်ပါတယ်ကျမကဖခင်ရမန်ကြီးကကျမဟာ ချစ်မရဲ့ကျေးဇူးရှင်ဥဒ္ဒရာကိုမပြူကောင်းမပြူအပ်တော့အရာထောဖက်စီပူလောင်းပြီးတော့တေချောင်းကြံခဲ့ပါတယ်။သူတော်ကောင်းကိုစော်ကားမိတဲ့အတွက်ကြီးစွာသောအပြစ်မှလွတ်မြောက်ခြင်းနဲ့အတွက်ကြီးစွာသောနှောင်တတရားနဲ့အတူအဖဖရားရှင်ရှေးမကိုရောက်လာခဲ့ပါတယ်။ချစ်သမီးသူတော်ကောင်းကိုပြစ်မရင်ကြီးစွာသောအပြစ်ရှိသည်ဟုမှတ်လေလော။ချစ်သမီးတဲ့ဘဝမှာတခါမှမကြားဘူးခဲ့တဲ့ လောကမှာကျမကိုဒီလိုခေါ်မဲ့သူမရှိဘူးထင်တာမရှိဘူးတဲ့ဖခင်ဆိုသူစီကကြားချင်ဆုံးစကားဘုရားကချစ်သမီးတဲ့ကျမမျက်ရည်တွေကျလာပါတယ်ချစ်သမီးဥဒရာထောပတ်စီဘူးရင်နဲ့လောင်းတော့အခါအတုရှိတဲ့နေတပည့်တော်ဒီတိရိမာကျေးဇူးကြောင့်ဒါနကိုပြုခွင့်ရပေသည်သီလကိုစောင့်တည်ခွင့်ရပေသည်ဘုရားကိုဖူးတွေ့ဆုံးလို့ကြွေးခွင့်ရပေသည် ီရီမာကကျေးဇူးရှင်ပြည်တကားဟုလွန်စွာချစ်ကြည်သောမေတ္တာတစ်ဖြင့်ခံနေပါれဖျာတာဓုတာဓုတာဓုဥဒ္ဒရာအမျက်စားမှန်ကြီးသူကိုအမျက်မရှိခြင်းအပြင်အောင်နိုင်ရ၏သူတော်မဟုတ်အချင်းယုတ်သူကိုသူတော်အချင်းဖြင့်အောင်နိုင်ရ၏ဝန်တိုဆင်းလဲဆင်းနေသူကိုစွန်ကျဲပေးကံလှူဒါန်းခြင်းဖြင့်အောင်နိုင်ရ၏ချွလွဲဖောက်ပြန် မမှန်စကားကိုဆိုသူကိုသစ္စာစကားဖြင့်အောင်နာရ၏ကျမမျက်ရည်အသွင်သွင်စီးကြသည့်အထိပီတိဖြစ်ခဲ့ရသည်ဤမျှသောတရားအစုလေးဖြင့်ကျမစိတ်ကိုချက်ချင်းတည်လာရသည်အယူအဆအလွဲများတူလောတူလောတွေ့ဝေမှုများအရေးကိုကြွားကြခဲ့သည်ဓမ္မအရသာကိုမျိုးလျက်ပီတိဖြင့်ပေါ်ပါကြည်လျက်ရှိနေခဲ့သည်တံဝေကတရား ချက်ချင်းရရှိလာသည် စိတ်သည်ဝါကုန်းနဲ့ပေါ်ပါကြည်လင်သွားခဲ့သည်အိမ်ယာသည်၎င်းအုပ်စာသည်၎င်းကျမ၏ယူပကာယသည်၎င်းအစားရှိသောတမတ်မှုအားလုံးတို့သည် ကျမစိတ်ထဲမှအပိတန်စင်ကြယ်သွားခဲ့သည်တာတုတာတုတာတုချစ်သမီးတီတီမှာသင်ချစ်သမီးကအရိယာမတ်အရင်အစင်းသို့ဆက်ရောက်ခွင့်ပြီးဖြစ်ပေသည်လောကဤဖခင် ဗုဒ္ဓဤစကားသည် အမဥတ္တရာတို့တက်ကြီးတစ်ခုလောင်းတိမ့်တိမ့်တုံသွားသည်ဟုကျမထင်လိုက်မိသည်ကျမမျက်ရည်တွေက ရွှဲရွှဲဆိုလျက်ပင်ကဲဆရာကြီးဥတ္တခရဲ့တိရိမာဆိုတဲ့ဝတ္ထုတူလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီစာအုပ်စာပေကောင်များကိုနှားဆင်ခြင်းနဲ့ဆိုရင်တော့ဒီ channel လေးကို like and subscribe လုပ်ထားပေးဖို့တောင်းဆိုပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်